ဂိုင်စီရိုနဲ့ရိုရီရိုနှစ်ယောက်ထက်ပိုကောင်းတဲ့ကွင်းလှယ်ကစားမတွေမရှိတော့ဘူးဆိုတဲ့မာရစ်ကာအားလုံးပဲမင်္ဂလာပါခင်ဗျာလူလိုင်ကင်းကတင်ဆက်နေပါ रे အန်ဇိုမာရစ်ကာကတော့ကျွေလိုက်ပြန်ပါပြီသူရဲ့တဲ့ချဲစီကွင်းလှယ်လူဂိုင်စီရိုအပေါ်မှာမာရစ်ကာချီချူးပြောဆိုခဲ့တာဖြစ်ပါ रे လက်ရှိကမ္ဘာကောင်းဆုံးကွင်းလှယ်လူကဘယ်သူလဲလို့သူ့ကိုရွေးခိုင်းမယ်ဆိုရင်ဂိုင်စီရိုနဲ့မန်စီးကွင်းလှယ်လူရိုရီရိုနှစ်ယောက်ကိုပဲသူ့အနေနဲ့ရွေးချယ်မှာဖြစ်ကြောင်းလက်ရှိမှာဒီနှစ်ယောက်ထက်ပိုကောင်းတဲ့ကွင်းလှယ်ကစားမမျိုးကမ္ဘာပေါ်မှာထပ်ပြီးမရှိတော့ကြောင်းမာရစ်ကာကပြောကြားလာခဲ့တာပါ မရက်စကာရဲ့ဒီချီကျူးမှုကိုကြားတော့ကန်စီတို့ရဲ့တူတက်မှုတွေဟာတကယ်ကိုတိတာလာပြီလို့ဆိုရမှာပါကန်စီတို့မှာကွင်းလေကစားမတရားအတွက်လိုအပ်တဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းရည်တွေအပြည့်ရှိပါတယ်သူရဲ့ရည်မြင့်တဲ့ခနာကိုကျင့်ခိုင်မှုဟာဒိုက်စစ်မှာရောခန်းစစ်မှာပါအတော်လေးကိုအားကိုးရတဲ့ကစားမတရားဖြစ်နေတာပါဝေကန်နိုင်တဲ့စွမ်းရည်ကဒိုက်စစ်ကိုအလျင်မြန်စတင်နိုင်စွမ်းရှိပြီးကိုရရှိဖို့လဲရန်ဖန်ရန်ခါအားကိုးရပါလိသူရဲ့ဝေကန်ချက်ဂိုရီယာလို့ချယ်စီကပွဲကိုဖိအားကင်းကင်းနဲ့ဆက်ကစားနိုင်ခဲ့တဲ့ပွဲကြီးလည်းမနှဲလာပါဘူး တပွဲလုံးမပြီးမချင်းပြေးလာနိုင်တဲ့အထီကိုကိုင်စီတို့ကတက်လုံပိုင်းမှာလည်းအတော်လေးကိုအားကိုးရတဲ့သူဖြစ်ပါလိမ့်သူရဲ့ကစားဟန်ကအသက်ငယ်နဲ့မယုံနိုင်တော့ကိုရင်ကျက်နေပါလိမ့်နေရာမှုပိုင်းတော်လေးအားကောင်းပါလိမ့်ဘောလုံးရဲ့ခြေနေကိုကျူတင်ခန့်မှန်းပြီးမှန်ကန်တဲ့နေရာမှာယက်တီနိုင်စွမ်းရှိပါလိမ့်ဘောလုံးဖြတ်ယူနိုင်မှုပိုင်းမှာလည်းလှည့်ကြည့်စရာမလိုပြန်ပါဘူးဒါကပြန်ပဲရဲ့ဂိုးတင်းမှုတွေကိုထိထိရောက်ရောက်ဖြတ်တောက်နိုင်ပါလိမ့်နောက်တော့ပွဲရဲ့ခြေနေကိုကောင်းစွာဖတ်ရှုနိုင်စွမ်းရှိပါလိမ့်။ကိုင်းထဲမှာဘာတွေဖြစ်နေလဲဆိုတာအသေးချာချာမြင်နိုင်စွမ်းအပြည့်ရှိပါလိမ့်။ ဒါပြင်စိတ်သက်ရေးရနဲ့ပတ်သက်ပြီးတော့လည်းဂိုင်းစီတို့ကပြောစီရမလိုပါဘူး။ဒါကကစားမတယောက်အတွက်ရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ချက်စီလိုကလပ်ကြီးမှာကစားရတဲ့ဖိအားကိုကောင်းကောင်းခံနိုင်တာတွေ့ရပါတယ်။အသက်ငယ်ငယ်နဲ့ကွင်းထဲမှာညွန်ကြားမှုတွေလုပ်နိုင်တာကြောင့်ခေါင်းဆောင်မှုစွမ်းရည်လည်းကောင်းနေလို့ဆိုရမှာပါ။နောက်တော့ဂိုင်းစီတို့ကယုံကြည်မှုလဲအားကောင်းပါလေသူစွမ်းရည်ကိုအပြည့်အဝယုံကြည်ထားတဲ့ကစားမမျိုးလဲဖြစ်ပါလေဒါပေမဲ့ဘယ်ကစားမမဆိုအားနဲ့ကြက်တော့ရှိတာဖြစ်ပါလေဂိုင်းစီတို့မှာလဲချန်ပီယံလိဖလားဖိုင်နယ်လိုပွဲတွေမှာကစားရတဲ့အတွေ့အကြုံနည်းနည်းတော့နှုတ်ပါသေးတယ်ကဘာဖလားလိုဖိအားကြီးတဲ့ပွဲတွေမှာဒီလောက်ထိတက်တယ်မပြရသေးပါဘူး ဂါရီယမကစားဟန်ကစာအုပ်ထဲကအတိုင်းဖြစ်နေတတ်တာကိုလည်းဂိုင်းစီတို့အနေနဲ့ပြင်ဆင်ဖို့လိုအပ်နေပါသေးတယ်။ဒါပြင်သူ့ရဲ့ကစားဟန်မှာတီထွင်ကစားနိုင်မှုနည်းနည်းလိုအပ်နေသေးတယ်လို့ခန်စားရပါတယ်။ဂိုင်းစီတို့ကိုမာရစ်ကာကရိုဒီနဲ့နှိုင်းရှင်ပြောတာစိတ်ဝင်စားစရာပါ။ရိုဒီစီမှာထိတ်တန်းဆင်ပြိုင်ပွဲတွေကြာရင်ဘယ်လိုလုပ်ပြရမလဲဆိုတဲ့သက်သေခိုင်မှရှိပြီးသားဖြစ်ပါတယ်။မန်စီကိုချန်ပီယံလိဖလားရစေခဲ့တဲ့အတွင်းကိုလိုမျိုးအရေးပါတဲ့အဆုံးဖြတ်ဂိုးတွေသိမ်းပေးနိုင်စွမ်းလည်းရှိပါတယ်။နောက်ပြီးရိုဒီကပေါ်ပေါ်အစီအမင်းနဲ့နီးပြူဟာတွေပိုင်းဆိုင်ထားတယ်ဆိုတာကိုလက်ခံရပါလိမ့်မယ်။ ဒါပေမဲ့ခုနောက်ပိုင်းမှာတော့ရိုဒီကကြလူကန်စီလိုကတက်လူဖြစ်လာနေပါပြီ။ရိုဒီကတရားပဒနာတွေကိုပဲတောက်လျှောက်ရင်ဆိုင်နေရပြီးပွဲကစားခွင့်ရဖို့တောင်မှအတော်လေးယုံကန်နေရတာပါ။ကန်စီလိုကတော့အခုမှအသက်ငယ်ငယ်လေးပဲရှိသေးတာကြောင့်ဒီထက်ပိုပြီးတော့တိုးတက်ပြောင်းလဲလာနိုင်မယ်လို့လည်းမျှော်လင့်ထားလို့ရပါတယ်။အကျိုးဆိုရရင်တော့မာရက်စကာရဲ့ဒီချီချူးမှုဟာကန်စီလိုအတွက်ကြီးမားတဲ့အားရင်တစ်ရက်ဖြစ်လာစေမှာပါ။ဒါပေမဲ့ချီချူးမှုကိုအာသွန်ခွန်ဆိုင်ဖြစ်ပြောင်းလဲဖို့လိုအပ်ပါတယ်။အားနည်းချက်တွေကိုသိရှိပြီးပြုပြင်ဖို့လိုအပ်ပါတယ်။ရိုဒီလိုကစားမားတွေနဲ့ရှင်ပြိုင်နိုင်ဖို့အတွက်စက်ကြိုးစားဖို့လိုပါသေးတယ်။ ဒါပဲလည်းကန်စီတို့မှာကဘာကောင်းဆုံးဖြစ်ဖို့လားလာတွေအများကြီးရှိပါတယ်။သူမှာအခြေခံကောင်းနေရှိထားပြီးသားမို့လို့တင်တော်ရဲ့လမ်းညွှန်မှုနဲ့လေ့ကျင့်မှုတွေတဲ့သာဆိုရင်တော့ကဘာထိတ်ချန်ကွင်းလေကစားမတယောက်ဖြစ်လာနိုင်ပါတယ်။ညီကတို့ကရောဘယ်လိုမြင်ကြပါလဲခင်ဗျာ။ကန်စီတို့ဟာတကယ်ပဲလိုရီနဲ့ရင်မောင်းတန်းနိုင်မယ်လို့ထင်ကြလား။ပြောပြပေးသွားခဲ့ကြပါဦးခင်ဗျာ။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။